အလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီဘဒေါဖူထဲမှာ view ရလာမဲ့ fruit တုံးတုံးအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်အောင်ခင်ဗျာ။ Okay ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တော့အမ်ပါပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ vlog တွေမှာကျွန်တော်တို့ reward လာမယ့်အသီး၃ခုအကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့ reward လာမယ့်အသီး၃ခုကိုတည်ပြီးတဲ့လူတွေလည်းရှိသလိုမတည်သေးတဲ့လူတွေလည်းဖြစ်ပါအဲရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ vlog food က fruit ၃လုံး reward ပြန်ပြီးတော့လာပါမယ်ဆိုတော့ဒီ fruit ၃လုံးကတော့ကျွန်တော်တို့ဟွန်းဘာ fruit တွေလဲဆိုတာတော့ ျွန်တော်ပြင်ပြရမယ်ပေါ့နော်ကျွန်တော်တို့ဒီ fruit သုံးလုံးကတော့လုံးဝ conference ဖြစ်သွားပါပြီဘာလို့လဲဆိုတော့ဒီ vlog fruit ထဲမှာကိုဒီ fruit တွေက in progress လုပ်နေပါပြီဒါတော့ကြောင့်ကျွန်တော်တို့ဒီ fruit သုံးလုံးက review လာခဲ့ရင်ဘယ်လိုတွေဖြစ်မလဲပြီးတော့အခုချိန်မှာတော့ဒီ fruit သုံးလုံးကိုလိုချင်နေတဲ့လူတွေရှိလားဆိုတာသိအောင်ကျွန်တော်တို့ဒီနေ့ video မှာ ကြည့်သွားမယ်အဲအရင်ဆုံးအနေနဲ့တော့ကျွန်တော်တို့ rewet လာတဲ့ fruit တွေကိုကျွန်တော်တို့တွားပြီးတော့ကြည့်ကြည့်မယ်အဲ့တော့အားလုံးပဲတူတူတွားပြီးတော့ကြည့်လိုက်ရအောင်ကျွန်တော်တို့ rewet လာမယ့်အသီးတွေကိုတွားမကြည့်ခင်မှာ robot ဝယ်ပြီးကျင်းနေဆိုရင်တော့ KSTDD shop ရှိပါတယ်ဒီဆိုင်မှာဆိုရင်တော့ robot တွေကိုဒီလိုမြန်မာနိုင်ငံမှာအတန်ဆုံးဈေးနှုန်းနဲ့ဝယ်ယူရရှိနိုင်တဲ့အပြင်ဘလော့ဘူးဆော့တဲ့ brother တွေအတွက်လည်း leo bag ကြီးတော်ယူဝေးခန်းကောက်တင်နဲ့ Vivo Fugia အောက်မျိုးစုံဝယ်ရရှိနိုင်ပါတယ်။ဒါအပြင် Blockhu တွေက Gamepad တွေ၊ Palm Nano Fruit တွေကိုလည်းဒီလိုအတန်ဆုံးဈေးနှုန်းနဲ့ရောင်းချပေးနေရဖြစ် တဲ့အတွက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ Telegram နဲ့ Facebook မှာကျွန်တော်ပြထားသလိုရိုက်ရှာလိုက်ပါ okay ဆိုတော့ကျွန်တော်တို့ဒီမှာ short ထဲမှာပေါ့နော်ဒီ short ထဲမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာအောက်လေးကိုနည်းနည်းဆွဲလိုက်ပါ Fagon Fruit ကလုံးဝ Invoke လုပ်နေပါတယ်။ဆိုတော့ Fagon Fruit က reward လာမယ်လို့ပြောတာပါတယ်။ဆိုတော့ဒီကောင်နေ Fagon Fruit မှာဆိုရင်ကျွန်တော် Fagon Fruit reward ပုံကိုပေါ့နော်။ကျွန်တော်လိုက်ရှာကြည့်ရတဲ့လောက်ကတော့ ဖယ်ကွန်ဖရူရီဝက်လာမဲ့ပုံစံကိုကျွန်တော်ဒီမှာအခုပြထားရပါတော့ဒီပုံတိုင်းဖြစ်မယ်လို့တော့ထင်တယ်ဒါပေမဲ့ဒါထွက်လာမှာပဲတေချာသိရမှာပေါ့နော်ပြီးတော့နောက်ထပ် fruit တစ်လုံးကတော့ကျွန်တော်တို့အောက်ကိုနည်းနည်းထပ်ပြီးတော့ဆွဲလိုက်ပါ Okay ဆိုတော့ဒီမှာ in progress လုံနေတဲ့ fruit နောက်တစ်လုံးကတော့ vadia fruit ပဲဖြစ်ပါတယ် vadia fruit ကလည်း reward လာဖို့ချိန်တည်နေတဲ့ fruit တစ်လုံးဖြစ်သွားပါပြီဆိုတော့ဒီ vadia fruit ကိုကျွန်တော်တို့ reward လာရင်ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ဒီမှာအားလုံးပဲမြင်ပါပါဆိုတော့တော်တော်လေးကိုမိုက်ပါတယ်ဘေရီယာဖရုရက်ပုံလေးရလဲတကယ်ဒီလိုလာမှာပေါ့နော်အဲ့တော့တော်တော်လေးကိုမိုက်ပါတယ်ကဲဆိုတော့နောက်ဆုံးတစ်လုံးမှာနောက်ဆုံးတစ်လုံးကတော့ကျွန်တော်တို့မတ်တေကယ်ဖရုထဲမှာအမ်အရင်တော့ကျတော့ကျွန်တော်တို့လူတွေထိုက်ပြီးတော့မလိုချင်ကြဘူးဗျာအဲထိုက်ပြီးတော့လည်းအတုံးနေတယ်အဲ့ဒီဖရုတစ်လုံးကိုရီဝက်လုံးပါရဖြစ်ပါတယ်အဲ့တော့ ကျွန်တော်တို့တွားပြီးတော့ကြည့်ကြည့်မယ်အဲ့ဒါဘာဖြစ်မလဲဆိုတော့ gravity ပဲဖြစ်ပါတယ် gravity ကလူကြိုက်အနည်းဆုံးမတည်ခဲ့ fruit လို့လည်းပြောလို့ရတယ်ဆိုတော့ဒီ gravity ကကျွန်တော်တို့အခုဒီမှာခိန်းထဲမှာပေါ့နော် improgate ဖြစ်နေပါပြီဆိုတော့ reward လာဖို့ချိန်တည်နေတဲ့ fruit တစ်ခုဖြစ်သွားပါပြီအမ်ဆိုတော့ကျွန်တော်တို့ gravity ရဲ့ reward လာရင်ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ပုံတော့ကျွန်တော်ဒီမှာပြပေးထားပါတယ်ဒီပုံကြီးကတကယ်ပဲဒီလိုလာမှာလားဒါမှမဟုတ်ဒီတိုင်း leak ထွက်လာလားဆိုတော့ကျွန်တော်မသိပါဘူးဒါပေမဲ့တော်တော်လေးကိုတော့မိုက်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီမှာအားလုံးတွေ့ရတဲ့အတိုင်းအဲဒီမှာ gravity ရယ် barrier ရယ် fair ကွန်ရယ် reveal လာမှာဖြစ်ပါတယ်ဆိုတော့ဒီ fruit တွေကို reveal လာတော့မှအကုန်လုံးကလည်းတည်နေကြပြီဆိုတော့အဲ့ဒီဒီချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ fruit တွေကဘယ်လောက်တောင်လူတွေကလိုချင်နေကြမလဲဆိုတာကိုကျွန်တော်တို့စမ်းသပ်လို့ရတဲ့နည်းလမ်းရှိတယ်အဲ့ဒါပါလဲဆိုတော့ထိတ်မယ်အဲထိတ်တဲ့ရှိမှာကျွန်တော်တို့ဒီ fruit တွေကိုထည့်ပြင်သူတို့ဘက်ကဘာတွေတောင်ပြီးမလဲဆိုတာကိုကျွန်တော်ကြည့်ရမယ်ပေါ့နော်။ကဲဆိုတော့ကျွန်တော်မှာ reveal လာမယ် fruit အကုန်လုံးရှိလားကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ဂိမ်းနဲ့လည်းမဝင်တာကြာပြီဆိုတော့လေ no no short တယ်မှာမဟုတ်အဲ့ဒီတိုင်ထဲမှာကဲဆိုတော့ကျွန်တော်တို့ဒီမှာ gravity တစ်လုံးရှိပါတယ်ဆိုတော့ဒီ gravity က reward လာမယ် fruit ဆိုတော့ okay မစိုးပါဘူးအာပြီးတော့ berry လည်းရှိတယ်အာ then ဆိုတာတကူကကျွန်တော်မှာ fagon fruit မရှိပါဘူးအဲ့တော့ကျွန်တော်တို့ရှိတဲ့နှလုံးအမယ်သွားပြီးတော့ထွေးကြည့်အောင် okay let's go ဒါဆိုရင်ကျွန်တော်တို့ထွေးထွေးထွေးလောက်တဲ့နေရာမှာထိုင်လိုက်မယ် ကဲဆိုတော့ဘယ်သူတွေထွက်ဖို့ရှိလဲကွာ reward လာမဲ့အသီးတွေကိုထွက်ပေးမယ်ကွာနော်တကယ်တော့ကျွန်တော်ထွက်မပေးဘူးဘာလို့လဲဆိုတော့ကျွန်တော်လည်း reward လာရင်ဒီ fruit တွေစားကျင်တာဖြစ်တဲ့အတွက်တို့ကိုဟန်ပြပါနော်ကျွန်တော်ကဒီ fruit ပေးရင်တို့ဘာတွေပေးမလဲဆိုတာကျွန်တော်တို့အရင်ဆုံးအနေနဲ့တယောက်တော့လာထွက်ပါပြီကဲဆိုတော့ကျွန်တော်베리아아베리아ဒီကောက်မှာရှိပြီသားဒါဆိုရင်ကျွန်တော်တို့တွေ um then ကျွန်တော် gravity ပေးကြည့်မယ်ဆိုတော့ gravity ပေးရင်သူ့ဘက်ကဘာထပ်ပေးမလဲပေါ့နော် ိုးကိုိတ်ပေးတယ် legendary fruit နှလုံးပေးရပါတော့ဆိုတော့ဒါပဲလား reward လာမဲ့ fruit တစ်ခုကအကုန်လုံးကတိကျနေကြမှာပဲဒါပေမဲ့ तू ကဒါပဲပြီးရဆိုတော့နောက်တစ်ယောက်သွားပြီးတော့စမ်းကြည့်ကြမယ် let's go ကဲဆိုတော့ဒီတစ်ယောက်နဲ့တော့ကျွန်တော်မထွက်ဖြစ်ဘူးပါတော့တကယ်လည်းကျွန်တော်ထွက်မှာမဟုတ်ပါဘူးကဲဆိုတော့နောက်ထပ်တစ်ယောက်တော့ထပ်ပြီးတော့ဆောင်းလိုက်မယ်ကျွန်တော် gravity နဲ့ barrier ပေးရင်သူတို့ဘာ fruit တွေပြန်ပေးမလဲပေါ့နော်ကျွန်တော်တို့ဆန်းပြီးတော့လိုက်ပြီးတော့ဆန်းကြည့်မယ်လိုက်ပြီးတော့ဆန်းကြည့်ကြပါမယ် โอเคဆိုတော့အခုချိန်ဒီတော့ဘယ်သူမှတော့မလာသေးဘူးပေါ့เนาะโอเคဆိုတော့ကျွန်တော်နဲ့ထွေးဖို့ဘယ်သူမှဘယ်သူမှမလာသေးပါဘူးဆိုတော့မင်းတို့ gravity ပေးရင်ကွာတည်ရမလားလုံးဝကောင်းတဲ့ fruit တခုတော့ပြီးတင်တယ်ဘာလို့လဲဆိုတော့ reward လာမှာလေ reward လာရင်ဘယ်လိုပုံစံဖြစ်မလဲမင်းတို့မသိဘူးမလား reward လာရင်ဘယ်လိုပုံစံဖြစ်မှာလဲအကုန်လုံးသိကျင်ကြပါမယ်အဲ့တော့အခုလောလောဆယ်တော့ reward လာမှာလဲအားလုံးကသိနေရယ်မသိတဲ့လူလည်းရှိမယ်ဒါပေမဲ့ဒီရတွေကို fruit ကောင်းကောင်းနဲ့ပေးပြီးလဲတဲ့လူတွေတော့မရှိဘူးပေါ့နော် ဒါလည်းထုံးတယ်မှာပဲကျွန်တော်တို့ဘယ်ဖြူပဲဝီဝက်လာလား fruit ကောင်းကောင်းပေးပြီးလဲတဲ့လူတွေကတော့မရှိပါဘူးဆိုတော့ဒီဝီဝက်လာမဲ့ fruit တောင်းလုံးပေါ့ brother တို့ရောဘယ်လိုမြင်လဲအားလုံးရောတိပြီးကြပြီလားခုံးမှာမမန့်ခဲ့ကြပါဘူးကျွန်တော်အရင်ကထင်ခဲ့တာပေါ့နော်ကျွန်တော်ထင်ခဲ့တာကကြတော့ control နဲ့ကျွန်တော်တို့ဘာလဲ control နဲ့ဘနော် revert လာမယ်လို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့ no control လည်းမဟုတ်ဘူးဘနွန်လည်းမဟုတ်ဘူးကျွန်တော်တို့ revert လာမှာက barrier ရဲ့ ပြီးတော့ကျွန်တော်တို့အာနောက်ထပ်ပါရှိမလဲ Beria ရဲ့ Gravity ရဲ့ Fair Gun ရဲ့ဖြစ်နေတယ်ဒါမှမဟုတ်လေစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာ Fruit တလုံးက Revert လာပြီဆို Skill တွေပြောင်းလဲရောင်းမယ်ပုံစံတွေပြောင်းရောင်းမှတွေကကျွန်တော်တို့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့လောတယ်ခဏလေးအဲ့တော့ကျွန်တော်တို့တွေ Revert လာတာကိုထိုင်ဆောင်ရင်းနေပဲကျွန်တော်တို့ Revert လာလို့ရှိရင်ရောဘယ်လိုတွေဖြစ်မလဲပေါ့နော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့အခုကတော့ကျွန်တော်တို့သွားပြန်ပြီးတော့ထွက်မယ် အင်းကျွန်တော်တို့ဒီဝီဝက်လာမဲ့ fruit တွေကအခုချိန်မှာတို့ဘာတွေပြန်ပြီးမလဲပေါ့နော်နောက်တစ်ယောက်နဲ့ထပ်ထွက်ကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့ gravity ပေးပါမယ်အလေမမွန် barrier ဟဲ့မမွန်နဲ့ shadow တကယ်ပေးရလားမမွန်နဲ့ shadow ကို gravity နဲ့ okay okay ဆိုတော့ no ဆိုတော့အားလုံးတွေ့တဲ့အချိန်မှာ gravity က rewet လာမယ်လို့သိထားတာတော့မှာ ျွန်တော်တို့ legendary fruit နှလုံးလောက်ပဲရပါတယ်။သူနဲ့ value ညီများတဲ့မတိတ်ကဲ fruit ရဲ့လို့ကျွန်တော်တို့ပေးပြီးတော့ထွက်တယ်လို့မရှိသေးဘူးပေါ့နော်။အဲ့တော့ဒါကတော့ထွက်လိုက်တင်လားဆိုတော့ gravity ကိုမကြိုက်တဲ့လူတွေဆိုရင်တော့ဒါကိုထွက်လိုက်မှတည်ကြရဲ။ဒါပေမဲ့ကျွန်တော်ကတော့ gravity reverse လာတော့စောင့်ပြီးတော့စားပြအောင်မှဖြစ်တဲ့အတွက် no မထွက်ပါဘူး။ Okay ဆိုတော့ကျွန်တော်တို့ဒီကနေထားလိုက်ရပါမယ်။ပြီးတော့လေကျွန်တော်ကကျွန်တော်တို့ဒီပလီကကျွန်တော်တို့ 8000ကျော်ပါနော်8000ကျော်ပဲရှိတဲ့အတွက်ကျွန်တော်တို့တွေအာနောက်ထပ် fruit တွေပါဖောက်ဖို့ကလည်းအဆင်မပြေဘူးဒါပေမဲ့ကျွန်တော် fair gun fruit တစ်လုံးလောက်တော့လိုချင်တယ်ဗျာသိလားအေးဒီကောက်မှာ fair gun ရှိလားမသိโอเคအာ you have fair gun ကျွန်တော်ရေးကြည့်လိုက်ပါဘောနော် fair gun လေးပါလေးရရင်တော့ကျွန်တော်တခုခုလောက်ပေးပြီးထွက်လိုက်မယ်โอ้ ရှေ့အဲ့ကောင်ဘာလို့ထရပါလဲကွာဒီကောင်ငါ့ကိုမခန့်လေးသားလောက်တာပဲဆိုတော့ Fagon Fruit တလုံးလောက်တော့ကျွန်တော်လိုချင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာမရှိဘူးပေါ့နော်အဲ Finish ရလည်းပြန်ပြီးတော့မတောင်းချင်ပါဘူးဒါပေမဲ့ Okay okay Finish ရလည်းကျွန်တော် Fagon Fruit ရလို့ရှိရင် Fagon Fruit နဲ့ဘယ်တော့တခြားမချိုက်တဲ့ Fruit တွေနဲ့ကျွန်တော်မတိကယ်တလုံးပေးပါမယ် Fagon Fruit ကျွန်တော်ထွက်ပြီးတော့ယူပါမယ်အဲ့တော့ဖိတ်မယ်ဆိုရင်တော့ဒီအောက်မှာ user name လေးတွေချပေးထားခဲ့ပါတော့ ကဲအခုဆိုရင်တော့အားလုံးတွေ့တဲ့အတိုင်းပဲကျွန်တော်နှစ်ယောက်ထွေးပြခဲ့တယ်အဲနှစ်ယောက်ထွေးပြခဲ့တဲ့အခါမှာတော့ကျွန်တော်တို့ဒီ fruit တွေကိုအဲ့လိုအခုလောလောဆယ်မှာစိတ်ဝင်စားရတဲ့စိတ်ဝင်စားပြီးတော့ဗောနော်ကောင်းကောင်းမွန်ပြီးထွေးတဲ့လူကတော့လုံးဝမရှိသေးပါဘူး okay ဆိုတော့ reward လာမယ့် fruit တွေကိုအားလုံးသိပြီဆိုတော့ reward ဆိုတာပါလေတကယ်တော့ reward ဆိုတာက fruit တွေအတစ်ထပ်ပါလာတာမဟုတ်ပါဘူးရှိပြီးသား fruit တွေကိုပဲပြန်လည်ပြင်ဆင်တဲ့အနေနဲ့ skin တွေပြောင်းမယ် ပြီးတော့သူ့ရဲ့ scale effect တွေပြောင်းမယ်အတီးပုံစံတွေနည်းနည်းပြောင်းလဲသွားမယ်ဒါမျိုးကိုကျွန်တော်တို့ reward လို့ခေါ်ပါတယ်ဘလော့ဘူး player တွေကြားထဲမှာတော့ reward လုပ်လိုက်ပြီဆိုရင်ကြိုက်တဲ့လူတွေလည်းရှိသလိုမကြိုက်တဲ့လူတွေလည်းရှိပါတယ်အရင်ပုံစံကိုပဲကြိုက်တဲ့လူတွေလည်းရှိပါတယ်ဒီမှာဆိုရင် fair gun fruit ကိုဖဲတော့ကျွန်တော်တို့ချက်တူရေးပုံစံအနည်းနဲ့ပြထားတာတွေ့ရတယ်ဒီအောက်ကတစ်ခုကတော့ cup fruit နဲ့တူတယ်နောက်တစ်ခုကတော့ kisu နဲ့ကို skin နဲ့ scale effect တွေပြောင်းထားတယ်နောက်ဆုံးအရေးကြီးတာတစ်ခုကတော့တီကီနေရာမှာကျွန်တော်တို့နေရာလို့တစ်ခုရှိတယ်တဲ့ အပ်မှာဘောကိုသူကထက်ပြီးတော့ပေါင်းထည့်မယ်လို့ပြောထားတာတော့ရှိတယ်။အဲ့တော့တကယ်ပဲဒီအတိတ်မှာအဲ့ဒီဘောပါလာမှာလားဒါမှမဟုတ်နောက်အတိတ်မှာပဲဖြစ်မလားဆိုတာတော့စောင့်ကြည့်ရပါမယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။